ဂျိုးတနတ်တော်မပြစ်တတ်တာစကားစားစနိုင်ဝါကြီးပေးပြီးခိုင်းလို့ပြောတယ်ချိုင်ပြီဟဲ့မင်္ဂလာပါအဲလောက်ပါအောင်ဘယ်လိုဖြစ်လို့ပေါ်တာဆက်ခံရတာပဲလားဟုတ်ကဲ့ပေါ်တာပါပဲဟုတ်လားအဲလောက်ပါအောင်ပေါ်တာအဲကျိုးရင်းကြီးမှာဟိုထောက်ခံတော့တော့လုပ်တယ်อืมအဲ့ဒါကိုမင်းမပုံနေနေဟိုမင်းအိမ်တော်သူဇာတ်ကြီးကွန်ပျူတာခဲ့ဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်ယူသွားတယ်ယူပါအောင်အမင်းမနေ့ကျရင်လည်းငါတို့ဟိုဘိုလေးမျိုးကိုတက်မယ်တဲ့အဲ့မှာငါတို့ဟို မင်းအဲ့ရနေပြီးတခါလေးသွားလိုက်ွားတယ်ငါလုတ်ပေးလိုက်မယ်ဆိုပြီးကျွန်တော်ခေါ်တယ်อืมအဲခေါ်တော့ကျွန်တော်အိမ်တော်မှာပဲအမေကိုပဲကျွန်တော်ပြောခဲ့ရတယ်မိန်းမတော့မသိဘူးอืมเมรุมาอุจุยมูก็จนโบลีขอเลยลูกอ่ะดูเนี่ยคณะไล่ว่าผู้ซื้อจนสังเกตมองหมู่หลูไม่ชี้รู้ซื้อขออืมไอ้ขอพี่แล้วจนไอ้โหไล่ได้แต่คาจังมิ้นเปลี่ยนยาเหรออูเนี่ยแต่จนบอกว่าเปลี่ยนไม่ได้มาเลยสมิ้นตั้วลงไม่อยากอูเนี่ยมิ้นอูมาหัวหลูโลดีเท้โอแท้อ่ะไอ้ตัวตรุอ่ะเปียจนอิงโหหัวแล้ว15รอบแล้วย่องนี่อ๋อ ဟုတ်ကဲ့စူဆောင်းရေးမှာဆန်ကားတော့ရောင်းနေပြီအဲ့ကောင်နေဦးလဲသူတို့ကဒီဟိုကတိုက်အောက်ကတိုက်ခိုင်းထဲမှာထည့်ပြီးတော့ပိတ်ထားကပောက်ပိတ်ထားတာဟုတ်ကဲ့ဟင်းအဲ့ဒါမျိုးကျွန်တော်ကကြာတော့ကျွန်တော်တျောက်တဲ့ပေါ့ဗျာအစားတော့ကျွန်တော်တျောက်တဲ့ကြောင်တဲ့တဲ့ကြီးဟိုအပြင်မှာကျွန်တော်နေရနေတဲ့ခါကျွန်တော်အဲ့ဆိုရင်လည်းမင်းပါရီလုတ်ချင်လဲဆိုကျွန်တော်မိသားစုနဲ့ဆက်သွယ်ရအောင်ကျွန်တော်ဖုန်းလေးလုံးတော့ဝယ်ချင်တယ်ဝယ်လို့ရလဲဆိုတော့ဟေးရရဲအပေးပေးဝယ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဟိုမလုဘူးပေါ့ဗျာခဏတော့ဟိုကလက်ထိတ်ခံမယ်အဲ့လိုပြောပြီးတော့ကျွန်တော်တို့လက်ထိတ်ခံပြီးတော့သူတို့နားမှာထားတယ် ဖုန်းဝင်လာပြီးတော့ကျွန်တော်ဖုန်းပေးခိုင်းတယ်ပေါ့နော်ဖုန်းပေးခိုင်းတယ်ကျွန်တော်အင်တာနက်တော့သုံးလို့မရဘူးတော်တခါလေးပြောတာ line နေပါသေးသုံးလို့မရဘူးမင်းဖုန်းရိုးရိုးပဲပြောပြန်ဝင်ရှိတယ်အဲ line နေပါသေးတော့ကျွန်တော်သုံးဝင်မပေးဘူးပေါ့နော်ညီမလေးကကျွန်တော်လမ်းပြီးစိတ်ဘူးလို့ဖုန်းလမ်းဆက်တယ်ဖုန်းလမ်းဆက်တဲ့အခါကျတော့ကျွန်တော်လမ်းပြောရင်ငါအဲ့လိုအဲ့ကြောင့်မင်းနှုတ်ရှိကိုလာဖို့အဲ့လိုထောက်ခံတာလုံနေပေါ့နော်ငါ့ကိုအဲ့လိုဆွဲခေါ်ရတာပေါ့အဲ့နဲ့ပြောတော့အမေကလည်းကျွန်တော်ဟိုယူမတက်လောက်ခံရပါပေါ့နော်အမေနဲ့မိန်းမဆိုရင်ကျွန်တော်ကတမီးလေးတယောက်ရှိတယ်ဒါလေးတယောက်ရှိတယ်ကျွန်တော်တမီးလေးကမဆုံးမတန်လေး ော်ကျွန်တော်တနေ့လို့မတနေ့စားရတာဟုတ်ကဲ့ဟုတ်ဗျာဟိုအဲ့လိုကျွန်တော်ပြောပြောမလို့ပြောရကျွန်တော်ဘက်ကဟိုဟာရွာရီမျိုးရင်းနဲ့လေဝေးတယ်ဝေးတဲ့ခါကျတော့အိုးချုံမူနဲ့ယာရီမူကသူတို့ကနှစ်ပေါက်တစ်ပေါက်ရိုက်တာကျွန်တော်မှရဲစခန်းရှိတယ်ကျွန်တော်ဘက်ကဟုတ်ကဲ့ကျွန်တော်ဘက်ကနိုင်ဝက်လောက်မောင်းရင်ရောက်တယ်အဲရဲစခန်းကိုသူတို့ကဖုန်းလိုက်ဆက်တယ်အဲကျွန်တော်ဒီမှာလူတယောက်ရနေပြီဆရာရဲ့ကျွန်တော်လာပို့မယ်ဆိုအဲနဲ့ဘာမှမပြူနဲ့မင်းဘာမှမပြူနဲ့ရောက်နေမင်းမိသားစုတွေ့ကိုတဲ့ငါတို့ကလည်းအကုန်ပြည့်ပြည့်စုံစုံထားခဲ့ပြီးမယ်လို့ ကျွန်တော်ပြောတယ်ဗောနော်ကျွန်တော်ကနေအင်အားလူတွေကိုမတိကြလို့ဖုန်းနဲ့ဆက်ကြည့်တော့ဘာကြီးလုပ်ပြီးလဲဆိုတော့ဘာမှလည်းလုံးမပေးဘူးတဲ့နင်းထွက်သွားရရဘာမှလည်းလာမပြောတော့ဘူးတဲ့အဲ့လိုမျိုးကျွန်တော်ရဲ့မှတ်ပုံနေနေပါရတော့သူတို့ရှိမှာအခုရှိอืมโอเคထောက်ခံတာတော့ဟိုအိမ်တော်သူတရားတော့ပြန်ပေးရလို့ပြောရှင်อืมအဲ့တော့တင်းကိုရောက်တော့လေကျွန်တော်ကတင်းတန်းကောင်းကောင်းမလုပ်နိုင်ဘူးဗျာကျွန်တော်ကနဘူတွေကအစာရင်လည်းရှိတယ်ကျွန်တော်ဒီအသေးရောင်လာလည်းရှိတယ်ဟုတ်ကဲ့อืมအဲ့တော့ပြန်မှာထွန်တကြီးမောင်းတယ် โอเคအဲ့ဒါကိုခေါ်တာကျွန်တော်အဲ့တင်တန်းကြောင်းရောက်တော့ကျွန်တော်လေ့ကျင့်ခံမလုပ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့တွေ့တယ်တွေ့တယ်ခံလိုက်ခံဟွန်းဟုတ်ကဲ့ရောပါတယ်လေကွာမစစ်သေးဘူးလားမအဲ့လိုကကျွန်တော်တို့စစ်တယ်ဗျစစ်တယ်ဆိုတော့တခုပေါ်တာသူတို့ကကျွန်တော်တို့ဘာမှပြောမပြဘူးအမေကျမ်းမကြီးကုန်ကောင်းတယ်ပဲသူတို့ကအဲ့လိုပဲတင်လိုက်တယ်哦တချို့လူတွေဆိုလို့ချင်းအယိုးကျိုးတဲ့កောင်တွေပါတယ်ဗျာဟိုလက်မတန်တဲ့កောင်တွေပါတချို့လက်ဆိုလို့ချင်းလို့ချင်းလက်ကိုတစ်ချောင်းလေးနဲ့၃၃ပိုင်းကျိုးရတာရှိတယ်ဟွန်းအဲ့ဒီកောင်တွေကတနက်ခံရတာဗျာဟုတ်ကဲ့ကျွန်တော်လည်းတစ်ပတ်ရှင်နေပဲအပတ်ရှင်ဆွေရကောင် ။ရှိုးကောင်လေးဆိုလို့ရှိရင်လုံးဝကြက်မပြည့်ဘူးဗျာ။တမင်းတော်မှာပဲဒီများကတွားပြီးတော့ခွန်ကျွေးမှာစားတဲ့ကောင်လေးရှိတယ်။ဒီတော့ဒီများပေးတိုင်းမှာတောက်တဲ့ကောင်လေးရှိတယ်။အဲ့လိုကောင်မျိုးကြီးလည်းကိုရှင်းမှာအများကြီးတွေ့ရဟျောင်းနေအဲ့ကောင်ကြီးတော့စစ်သားလုံးနေရမင်းကယောက်ျားကြီးတောင်းတင်ပြီးစစ်သားမလို့ရဲဘူးလား။ဟွန်းဟိုကျွန်တော်တကယ်မလို့ရတာပါတနက်တန်ဆိုတော့ကျွန်တော်ဗီဒီယိုကားထဲမှာပဲကျွန်တော်မြင်ဘူးတာပေါ့နော်အာမရဘူးရောင်းနေမင်းဒီထဲရောက်လာရင်တော့မင်းပြန်လို့မရတော့ဘူးကျွန်တော်အဲ့လိုပြောလို့ကျွန်တော်တို့တင်တန်းတင်တယ်တင်ပြီးတော့ကျွန်တော်တို့တိုင်ရင်ပို့လိုက်တယ်တိုင်ရင်မှာလည်းကျွန်တော်လည်းပေါင်းသင်းနေရသူတို့ကတင်တန်းတက်နေရပေါ့နော်မိုးမှန်လို့ပြောတယ် အပတ်တော်မှာပဲမဆုံးသေးဘူးကျွန်တော်တို့ဒီကိုပြုံသားကြီးခေါ်လာတယ်။ဒါကွာတဲ့မင်းတို့မှာအကြီးပါမှာကွာတဲ့ဂိတ်ကလေးတွေပါဒီမှာလုံလုံကြီးစောင့်ပေးရအောင်ပဲ။မင်းတို့စစ်မတက်ရဘူးကွာတဲ့။အဲ့လိုကျွန်တော်တို့လိန်ပြီးခေါ်လာ။တော့ဝက်လူဟိုဘက်ကဘာရွာလေးတော့ကျွန်တော်လည်းမသိဘူး။အဲ့ဆက်လေးရောရောကိုသူ့ဘက်ကလည်းပဲစပစ်တယ်။သူ့ဘက်ကလည်းပဲစပြီးတော့လက်နဲ့ကြီးသုံးလုံးတော့စပြီးပစ်လိုက်တယ်။ပြီးပြီးတော့ဖိုဒီကြီးလင်းကားလုံးစပစ်တယ်။အဲ့ပစ်တဲ့ကျွန်တော်ကတီးလိုက်တယ်။တီးရဲ့ကကြောင့်ငါချမ်းသာရည်လည်းမကောင်းဘူး။ ငါဒီတည်းကနေပြီးတော့ငါလွတ်အောင်ပြေးဖို့ပဲကျွန်တော်ကောင်းလေးမှာထဲတော်နေတာမသိတယ်ငါသူကဘယ်လိုပြောလဲဆိုတော့မင်းယူနီဖောင်းလေးချော်တာကြီးရဲ့အရေးဝန်းနဲ့တိုင်းတယ်အဲဒီဝန်းနဲ့ဆိုရင်လည်းဒီကောင်လေးကတောင်းတော့လူမှားပြီးတော့မပြစ်ဘူးတဲ့အဲဆိုရင်မသိဘူးသူကအဲ့လိုကြီးကျွန်တော်တို့အတင်ပေးတယ်ဗျာနောက်ဆုံးကျတော့ကျွန်တော်လည်းအတူတူပါတဲ့ဟိုဟာတုံးရင်းနဲ့ဆရာကြီးတယောက်ကအဲဒီဘက်ကြီးကမင်းတို့ပြေးကျင်တယ်ပြေးတော့ငါလည်းလွတ်အောင်ပြေးပါလေကျွန်တော်ကတော့ဒီတင်ပြေးသူလည်းကျွန်တော်ကိုကြည့်ပြီးတော့တနာတာပေါ့ဗျာကျွန်တော်ပြောမှဆိုချင်းကျမကြီးမကောင်းတဲ့ဆိုတော့ တိုင်ဝမ်ထဲမှာမင်းလည်းမင်းကိုလည်းငါမကယ်နိုင်ဘူးငါ့ကိုလည်းမင်းမကယ်နိုင်ဘူးအဲ့တော့မင်းအသက်တော့မင်းအသေးမခံနဲ့လွန်အောင်ပြေးတော့ကျွန်တော်အဲ့လိုဒီကျွန်တော်ပြောတယ်ကျွန်တော်ပြေးတာတော့ဆိုရှင်၈နှစ်ပဲရှိသေးတယ်ကျွန်တော်ပြေးတာဒီညီဝန်းကတယောက်ပါတယ်ကျောင်းကြီးကတယောက်တိုင်ပြီးတော့ကျွန်တော်ပြေးတယ်อืมဟုတ်ကဲ့ကျွန်တော်တို့ဒီမပြေးခင်ပေါ့ဗျာဒီကျွန်တော်တို့စစ်ကောင်စီကကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့ဒီဟွာတွေကစေးကြောက်တွေရှူပြီးတော့ရက်တွေနေမင်္ဂဆာတောက်ပြီးတော့တိုက်တာပေါ့နော်မင်းတို့တိုက်ခိုက်ရင် အဲ့လိုမင်းတို့ iPad ထဲကိုရောက်သွားလို့ရှိရင်မင်းတို့မမေးဘူးကြည်တောင်းပဲအကုန်ခံတာသူတို့ကအဲ့လိုတက်ပြတာပေါ့နော်ဘာအကြောင်းဘာအကြောင်းမှမင်းတို့မမေးဘူးမင်းတို့ကောင်နေမပြေးနဲ့ဒီနေရာမှာပြေးလို့လည်းမလွတ်ဘူးပေါ့အင်းအဲ့လိုပြောတော့အဲ့ဒါနဲ့အဲ့ဒီကျွန်တော်နှစ်ရင်းနဲ့ဆရာကြီးသုံးရင်းနဲ့ဆရာကြီးကိုကျွန်တော်တရားကတ်ပြီးတော့ချော့ပြီးလိုက်မိတဲ့အခါကျတော့သူတို့တော်မှပဲမနေပေါ့နော်မသေးအောင်ဒီတိုက်ပွဲကြီးကြားရနေပြီးတော့သူတို့လည်းဒီရှောင်းတိန်ပြီးတော့နေရတာပေါ့ငါတို့ကတီးတယ်ဒါပေမဲ့သူတို့ကလည်းအထက်ကအမိန်ကြောင့်လိုက်လို့နေရတယ်သူတို့လည်းစိတ်မပါတော့ဘူးဟုတ်ကဲ့ဟုတ် အဲ့ကြောင့်မို့လို့ကျွန်တော်ပထမကတော့မပြေးဘူးလို့ကျွန်တော်တတ်မှတ်တာပေါ့နော်။နှစ်နှစ်ကာလပြီးဆုံးအောင်ထမ်းမယ်လို့ကျွန်တော်ရင်ထဲမှာတတ်မှတ်တာ။ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်တို့ဒီကနေ့ပြန်လို့ရှိရင်သူကနောက်ကြောင်းပြန်ထောက်ပိုင်းဒီဘယ်ကိုလဲမသိကျွန်တော်တို့ပမောဆိုလည်းမသိပို့ဖို့အစီအစဉ်ရှိတယ်ဟုတ်ကဲ့။ဘာပေါ်လဲ။အဲ့ကြောင့်မို့ရှင်အဲ့ဘက်ကဟုတ်ကဲ့အဲ့ဘက်ကိုရောက်သွားရင်တော့သူပြန်လဲမရှိဘူးလို့ပြောကြတယ်တော်တော်များများ။ကျွန်တော်လည်းလိုက်လေ့လာတာ။ဒီနေ့ရွာသားနှစ်ယောက်ဖမ်းလာတယ်ဗျာ။အဲ့ရွာသားနှစ်ယောက်ကိုကျွန်တော်နည်းနည်းကတ်ပြီးမေးကြတော့ ဒါဒီဘက်ဒီဘက်တောင်မှပဲအဝင်ပဲရှိတယ်ထွက်မရှိဘူးဆိုတော့ညီလေးဗမော်မှမဟုတ်ဘူးနထိုးကြီးမှမဟုတ်ဘူးဘယ်နေရာမှမှပြန်လည်းမရှိတော့ဘူးခုဟာသိလားဟုတ်ကဲ့ကျွန်တော်အဲ့မှာတိုက်ပွဲဖြစ်တယ်ဗျတိုက်ပွဲဖြစ်တော့သူတို့ဘက်ကစလိုက်ပါကြာသွားတယ်ဟုတ်ကြာတော့စလိုက်ပါမပြစ်တယ်ပြင်းမဲ့လူမပါတော့ဟုတ်မပါတော့ကျွန်တော်တို့အဲ့တနက်ကြီးတွေထန်ခိုင်းတယ်နောက်ပြီးသူတို့ပါလာတဲ့တနက်ကြီးရိတ်ခါကြီးကျွန်တော်တို့တဲခိုင်းတယ်မဟုတ်လားအဲ့တဲခိုင်းလို့မနက်ခင်းတဲ့ကြာကြာကျွန်တော်တို့နဲ့တူနေရပုံမူကကျွန်တော်လည်းအဲ့ကောင်စလိုက်ပါပေးလိုက်တယ် အဲ့ကျွန်တော်ဒီတနက်ကြီးကျွန်တော်ပြည့်တဲ့ဦးလေးတို့တခါမှမြင်ဘူးဆိုတော့အဲမင်းကလည်းဘာလို့ပြည့်တယ်မှာလဲကွာဒီတနက်ဘယ်တနက်ပြည့်ပြီမောင်းတင်ပြည့်ရတာပဲဆိုရင်ကျွန်တော်ရဲ့ delay ပိုင်းပြည့်ခိုင်းတယ်ကျွန်တော်လည်းကျမ်းမကြီးမကောင်းဘူးဆိုပြီးတော့ကျွန်တော်ဟိုသူတို့ရဲ့ဗာစစ်ကြောင်းမှုလားဗာလားအဲ့အဘောက်ကျွန်တော်တွက်ကပ်ပြောတယ်အဲ့ကျွန်တော်မလိုက်နိုင်ဘူးဒီဒီဘွေးရောကျွန်တော်မလိုက်နိုင်ဘူးဆိုတော့အဲ့နဲ့ရောင်းနေအဲ့ကောင်သူကြီးကတနက်ပြန်တင်ထားလိုက်ကွာတဲ့အဲ့ဒီမင်းလူပြည့်ခိုင်းတယ်ဆိုပြီးတော့ကျွန်တော်ကကျွန်တော်ကြီးပြည့်ခိုင်း slider ဆိုတာကျွန်တော်ကမြင်တော့မြင်ဘူးဟိုသူတို့လက်ထဲရောက်လာတာအဲ့ဘုံနဲ့ထုတ်လာတာကျွန်တော် slider မှန်းသိရတယ်အဲ့ အဲ့အဲ့ကောင်ဒီဘက်ကအခြေအနေတွေပြောပါအောင်အဲ့ကောင်ဒီတိုက်လို့ခိုက်လို့စိတ်တွေအရန်ပြင်းထန်နေလားသိချင်လို့ဒါအဲ့လိုကတော့သိမရှိသေးဘူးဗျာဘာလို့ဆိုတော့ကျွန်တော်တို့ကအခုထွက်လာတဲ့ဆေးချောင်းကပါစာများတယ်ဟုတ်ကဲ့တောင်းကြီးရနေတယ်ဟုတ်အဲ့ဆေးချောင်းကြီးရတယ်မှာတော့လည်းဟုတ်ကဲ့ပါစာကြီးတွေကတော့အကုန်လုံးကတော့နှာခေါင်းထည့်ထိုးတဲ့လူတွေအများဆုံးပဲမပြေရကြဘူးတူတူတူပဲဟုတ်ကဲ့อืมဘာလို့ဆိုတော့တိုက်ပွဲမှာတွေ့ကြုံမှမရှိတော့ဘူးကျွန်တော်တို့လည်းဘုံသားကြီးရောက်လာဆိုတော့ အဲ့ねကျွန်တော်အညာကြီးပြေးတာတော့ကျွန်တော်၈နိုင်လောက်ပဲရှိသေးတယ်ကျွန်တော်ပြေးတာအပြေးတော့ဒီကရွာသားကြီးလာပိုင်းလာမသိဘူးအဲ့ဘုံကြောင်တစ်ခုပေါ့နော်အဲ့ဇီဒီမှာကျွန်တော်တို့တွေ့တွေ့တဲ့ခါကျတော့အဲ့ရဦးလေးတွေကကောင်းပါတယ်ကျွန်တော်တို့ရောက်တဲ့ကဘာမှလည်းဟိုချုံနောင်ထားတာကြီးပါမရှိဘူးပြေးခါကျတော့ငါတူတူကပဲရလေဟိုစစ်ကောင်စီဘက်ကတော့အဲ့ဒါလင်းဝင်တာပေါ့လေဟုတ်ကဲ့ကျွန်တော်လင်းဝင်မှုလာအာမင်းနောက်မပြေးမဲ့လူတွေရှိသေးလားရှိရဲလို့အာသူတို့ဖုန်းနံပါတ်တွေတောင်းတော့ကျွန်တော်ဖုန်းနံပါတ်တော့မရဘူးလို့ကျွန်တော်ဆက်တယ်မရှိဘူးအဲ့လို့ โอเคဖုန်းนี่อ่ะเดี๋ยวကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးရတဲ့ကတ်တွေပဲပေးထားတာမိုင်းတဲ့ကတ်တွေပဲပေးထားတာဟုတ်ကဲ့ကျွန်တော်တို့ line သုံးလို့လည်းမရဘူးဖုန်းဖုန်းပြောလို့လည်းမရဘူးဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဘယ်ဒီအောင်ခြောက်ထားရဲဆိုလို့ရှိရင်သူတို့ဒဲထဲမှာနေလို့ရှိရင်သူက line သုံးတာတွေ့လို့ရှိလို့ရှိရင်အဲဒီကောင်ပြောမယ်ဆိုလို့ရှိရင်ထောင်ချမယ်ဖုန်းကိုလည်းအသိခံရတယ်အဲဒီလိုဒီအောင်ကျွန်တော်တို့ပြောထားတာဟုတ်ကဲ့อืมအဲ့တော့ကျတော့အဲ့လိုမျိုးညေးလိုမျိုးပေါ့နော်စူဆောင်ခံရနိုင်ရရှိရတဲ့သူတွေကအများကြီးရှိရပါဘောအခုဆိုရင် ကိုဘကိုကိုအလုပ်လေးကိုလုပ်နေလေဘာအပြစ်မှမရှိဘဲနဲ့ဆွဲခေါ်ခံရတာရှိတော့အခုဒီလိုဘာမှမဆိုင်ဘူးကွာတည်မလားတမင်တသက်ဒီအောက်ချုပ်ရင်းမှုတွေကရောင်းစားတာပေါ့နော်ရောင်းစားကြဘသူမှအနေမကင်းတဲ့အနေထားဖြစ်နေတာပေါ့အဲဒါကြောင့်အဲ့လိုမျိုးဒါစုဆောင်းခံရနိုင်ရရှိတဲ့သူတွေကိုညင်းနေနဲ့ဘာကြံပေးခြင်းအော်ကျွန်တော်အနေနဲ့ကြံပေးချင်တာကတော့ဗျာဟိုပြောမှဆိုလို့ရှိရင်ကိုယ့်ရဲ့ဟိုအိမ်တော်ရှင်ပေါ့နော်မိသားစုရှိတဲ့လူကြောက်လဲမိသားစုပေါ့ဟိုတက်နိုင်တဲ့လောက်ကိုသားသမီးကြီးပဲဖြစ်ဖြစ်ဟို ဘယ်ဟိုမှမသွားဘူးပေါ့နော်ပြောမလို့ဆိုသူတို့လာလို့ရှိလို့ရှိရင်တော့ဘေးလို့ရနေရာလေးမှာခဏရှောင်တဲ့ရဖို့ပေါ့နော်ကျွန်တော်အနေနဲ့ကတော့အကြံပေးချင်တာလေးပေါ့နော်ဟိုတနေရာလုံးညောင်းမဲ့တနေရာပေါ့ပြောမလို့ဆိုရင်ဟိုကာကွယ်ရေးတပ်တွေနဲ့ဆက်သွယ်ရရဆိုရင်လေအဲ့ဒီလိုနေရာမျိုးတွေကိုရှောင်ထွက်သွားဖို့ပေါ့အဲ့အဲ့လိုမျိုးတွေတော့ညီလေးအကြံပေးချင်ပါတယ်ဟုတ်ကဲ့อืมอืมပြီးတော့ဒီဟိုဟာရောတလိုင်းတက်ဖွဲ့ဝင်နေပေါ့နော်အဓိကအခုလိုမျိုးညီတို့လက်ခံပေးတယ်ပြောကြအကူအညီချိတ်ဆက်ပေးတဲ့ပြည်သူတွေရှိတယ်အဲ့ကြအဲ့လိုမျိုးဖွဲ့တွေရောဗာပြောချင်တာရှိတယ် ာညီလေးနေနေရတော့အဲ့လိုအဖွဲ့သီးတွေကိုအကုန်လုံးကျေသူလည်းအများကြီးတင်တယ်ပေါ့နော်တေးလည်းအများကြီးတင်တယ်ဟိုပြောမယ်ဆိုရင်ဒီတိုက်ပွဲကြီးလည်းအမြန်ဆုံးအောင်မြင်နိုင်ပါသေးပေါ့နော်ဟိုကိုတတ်နိုင်တဲ့ဘက်ကညီတို့လည်းဝိုင်းပြီးတော့ပံ့ပိုးပေးပါမယ်လို့อืมတကယ်လည်းပံ့ပိုးပေးပါလို့ပဲဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့လောကနယ်ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့တနင်္လာနေ့ဘက်ကဆရာတရားဆရာကြီးလည်းကျွန်တော်ပြောထားပါတယ်ကျွန်တော်တို့ခိုင်းပါလို့အမှန်ပါပါနေလို့ဟုတ်ပါတော့เนา ထင်ခွဲနိုင်ထင်ခွဲမှာကွာရေခတ်နိုင်ရေခတ်မှာကွာဟုတ်လားမလားတောက်ဘက်ကကောင်းကောင်းမွန်မွန်နဲ့တိုက်နိုင်ဖို့အတွက်အဲလိုနောက်ကနေပြောတိုက်နိုင်ရများဟာလေးဝိုင်းလုံးပေးကြမယ်ကွာပြီးရင်တပ်ဖွဲ့ဝင်တွေပေါ့တစ္ဆာရှိမယ်လုံးဝတစ္ဆာမပေါ့ဘူးကွာဟိုဘက်ကဒါစစ်ခွေးတွေရဲ့အကျင့်စရိုက်တွေငါတို့ကူးမလာဖို့လိုတယ်ပေါ့နော်အဲအဲဥစ္စာတွေတတိထားပေါ့နော်အဖွဲ့တွေကတက်ကိုကယ်ထားတာကွာအဲ့တော့အဲ့အဖွဲ့တွေအသက်အနည်းဖြစ်နေမဲ့ဟာမျိုးတွေပြန်ပြီးတော့ဒါတစ္ဆာမဖောက်ဖို့တော့အရေးကြီးတာပေါ့နော်ခုတော့ဒါကိုစောအောင်တို့အဖွဲ့တွေကိုချစ်နေပြီပေါ့ ဟုတ်ကဲ့တော်တော်အစားရောက်ရရဟိုခြေလက်ခြေပါတယ် DSCR တွေကအကုန်လုံးသဘောလဲကောင်းနေလीဘယ်တွေ့တွေ့အကုန်လုံးကညီလိုကိုလိုပဲဆက်ဆံကြတယ်ဟုတ်ကဲ့စားတော့ပိုင်းပညာလဲသူတို့မုန်းတခုစားရင်ကိုလည်းမုန်းတခုကြည့်ပြီးဟုတ်ကဲ့ကိုလည်းဒီရေတောင်းရင်ကိုလည်းဒီရေပဲတောင်းရတာဟုတ်ကဲ့အကုန်လုံးကဒီလက်ရင်တပြေးပဲတပြေးညီလည်းပဲထားပြီးရောဟုတ်ကဲ့ဟုတ်ကဲ့ကောင်းကောင်းเนาะโอเคโอเคเนาะ you sign เนาะဟုတ်ကဲ့